ကြောက်ဖြူမြို့နယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းဖြူကွဲသွားပြီးဖယိုဖယဲပြန့်ကွဲသွားတယ်လို့ဒေတာရင်းစစ်ရေးသတင်းရင်းမြစ်တစ်ခုကနရစရာကိုပြောပါရယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်မြန်မာစစ်တပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။တိုင်းချောင်းရွာဘက်ကိုထိုးနေတဲ့စစ်ကြောင်းဟာအထိနာခဲ့ပြီးတချို့စစ်သားတွေဟာချောင်းဝဘက်ကိုဖယိုဖယဲဆုတ်ခွာပြီးအဲ့ဒီမှာရှိတဲ့စစ်တပ်နဲ့ပူးပေါင်းသွားတယ်လို့ဒေသခံတွေကပြောပါရယ်။ စစ်တပ်အင်အား200ကျော်လောက်နဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အေအေတို့ဟာချောင်းဝါနဲ့တိုင်းချောင်းကျွရပတ်ဝန်းကျင်မှာအခုရက်ပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်နေကြတာပါတိုင်းချောင်းဖက်စစ်ကြောင်းကိုအေအေကအစွမ်းကုန်ထိုးဖောက်တိုက်ခိုက်နေပြီးကြီးရည်လေးပစ်ကူပေးနေတဲ့ကြားကစစ်တပ်စစ်ကြောင်းပြိုကွဲသွားကြတာပါမြန်မာစစ်တပ်ဟာ AA ကိုလေကြောင်းကနေ Jet Fighter နဲ့ Drone တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်တယ်လို့ Navy လက်နက်ကြီးတွေနဲ့လည်းဆက်တိုက်ပစ်ခတ်နေပါဗျ ဒါအပြင်တက်ရင်အထိုင်စခန်းတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးတာတွေပြုလုပ်နေလို့တိုက်ပွဲပြင်းထန်နေတာလို့နောက်ထပ်သတင်းရင်းမြစ်တစ်ခုကပြောဆိုခဲ့ပါဗျာ။